ဒုတိယမင်းကိုလွတ်လိုက်ပြီဖရာလွတ်လိုက်ပြီဆိုတော့အဲ့ဒီမင်းစီးထားတဲ့လူကဘာလို့လဲလောကမှာရှိတဲ့နိုင်ငံကောင်းဆောင်အားလုံးဒီထဲမှာရှိတဲ့သဘောတူစာချုပ်ငိမ့်ချမ်းစာချုပ်ကိုရုပ်သိမ်းပါသူကဗျာဒိတ်ကြံခန်းကြီး6အငယ်34ဒုတိယသစိတ်ကိုဖွင့်တော့ခါဒုတိယတတဝါကိုလာ၍ကြည်လောဟုဆိုဒီကိုငါကြိုက်ထိုခါဘောင်တွေ့လေအပိုင်ငယ်လေးကိုအတူတူဖတ်ကြည့်အောင်စီတော်သူဒီ အဲ့တော့ဒုတိယစီးထားတဲ့မင်းကအယောင်ကအနီအောင်ဖြစ်တယ်။စီးထားတဲ့သူကလည်းဘာကိုကင်ထားလဲဆိုတော့တဲ့။ဓာတ်ကိုကင်ထားတယ်။ဓာတ်တော့မှเนาะဓာတ်ကြီးလို့ပြောတယ်။ဆိုတော့ကြီးမားတဲ့စစ်တိုက်ပွဲကြီးကြီးမားတဲ့စစ်ပွဲကြီးအတွက်ပြင်ဆင်တဲ့ဓာတ်လက်လက်ကြီးကိုပြောတာဖြစ်တယ်။အဲ့တော့ဒုတိယကျွန်တော်နမိတ်လက္ခဏာကဘာလာမလဲဆိုရင်စစ်ပွဲလာ။အခုအဲ့ဒီကာလအထဲမှာ ရောက်နေတဟန်ဟန်တော့ကျွန်တော်ရှိတယ်။ဘာလို့ဆိုကျွန်တော်တို့တည်တယ်လုံးဝမမျော်လင့်ထားပဲနဲ့ရုရှားနဲ့ယူကရိန်းကစစ်ဖြစ်လာတယ်။ဒါကဒုတိယကမ္ဘာစစ်ပြီးပြီးတဲ့နောက်မှာဥရောပမှာပထမဆုံးဖြစ်တဲ့စစ်ပဲလား။ဆိုတော့ကကမ္ဘာကြီးတစ်ခုလုံးကဒီလောက်ထိမမျော်လင့်ထားဘူး။ဒါပေမဲ့စစ်ဖြစ်လာပြီးတော့မှအခုစစ်ကအသွင်ရှင်နေတာ။ဒီစစ်ပွဲကနည်းနည်းလေးတိမ့်ချုံမှုဖြစ်ရင်တတိယကမ္ဘာစစ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့စံစာကိုလေ့လာတဲ့ ဆရာတွေနိုင်ငံရေးသမားတွေကဆာသူတို့ဘာပြောတောက်တရကဘာစစ်ဖြစ်လာတော့မလားဆိုတာကိုလူတိုင်းမေးခွန်းထုတ်လာကြအဲ့တော့ရုရှားကယူကရိန်းကိုတိုက်တယ်ယူကရိန်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေကနော်ဒါဥရောပနဲ့မာမိတ်ဖွဲ့ထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ယူကရိန်းကိုကြော်ပြီးတော့မှတခြားတနိုင်ငံတွေထဲမှာစစ်ပွဲကူးဆက်လာမယ်ဆိုရင်ဒါကဘာစစ်ကြီးဖြစ်သွားနိုင်ပါတယ်ဒီမှာဘာပြောလဲဆိုတော့မင်းနီတစည်းထွက်သွားပြီးစီးတော့သူဒီဘာကိုတိမ့်ပလိုက်လဲဆိုတော့ မင်းဒီစီးပြီးတော့မှထွက်လာတဲ့ဒီစစ်သူရဲကြီးကပြောမယ်ဆိုရင်စာတန်ရဲ့တမန်ကဘာကိုလှုပ်လိုက်လဲဆိုတော့မြေကြီးကငြိမ်ဝှက်ချင်းကိုရုတ်သိမ်းပလိုက်ဆိုတော့ peace เนาะကျွန်တော်သဘောတူသဘောတူစာချုပ်တွေအားလုံးကိုသူကဖျက်သိမ်းတာအခုဥရောပနဲ့အမေရိကန်တွေကစစ်သဘောတူစာချုပ်တွေရှိတယ်အခုရုရှားနဲ့တရုတ်ကစစ်သဘောတူစာချုပ်တွေလှုပ်လာပြီအီရန်နေနဲ့လက်နဲ့เนาะ သဘောတူစာချုပ်တွေလောက်လာတယ်ဆိုတော့နိုင်ငံချင်းအပြိုင်လောက်လာကြအခုရုရှားကစစ်ဖြစ်ပြီးတော့မှရုရှားကိုစီးပွားရေးဘလောက်ပိတ်ဆို့ရင်လည်းပဲရုရှားကတိတ်မထီသွားဘူးသူတို့ထင်ထားတာလောက်မထီဘူးရုရှားကအတာကြီးအပေါ်မှာပိုတော်မှပိုတော်မှစီးပွားရေးကောင်းလာတဲ့ဟန်အဲနော်ဒီလိုဖြစ်နေတာကွာဘာဖြစ်လို့လဲဆိုတော့ရုရှားကိုအိန္ဒိယတရုတ်နော်တခြားတော့ဒီလိုနိုင်ငံကြီးတွေကထောက်ပံ့နေတယ်သူတို့ရဲ့စီကိုဝယ်နေတယ် နော်စစ်ဖြစ်သွားတဲ့ခါကျတော့သူတို့ရဲ့စီဒီအားလုံးအနောက်နိုင်ငံနဲ့ဥရောပပိတ်ပလိုက်တယ်ပိတ်ပလိုက်တော့သူတို့ထင်တာကတော့သူတို့ရောင်းစရာနေရာမရှိတော့ဘူးပေါ့စီစေးကြလာတော့မယ်လို့ထင်တာဘယ်ဟုတ်မလဲစီကပိုတော်ထိုးတက်ပြီးတော့မှစီစေးတွေတက်သွားပြီးတော့မှရုရှားကိုနော်အမေရိကန်ဝယ်တာတဲ့အခုကတေးဥကဝယ်ပေးနေအိန္ဒိယကဝယ်ပေးနေတခြားတခြားနိုင်ငံတွေအများကြီးရှိသေးတယ်နိုင်ငံငယ်လေးတွေသူတို့ကိုဝယ်ပေးနေဆိုတော့ အရင်တုန်းကရုရှားနဲ့တင်းဦးဆိုတာကမဟာမိတ်တောင်မှတိတ်မဟုတ်ဘူးသူကပြောမှဆိုနည်းနည်းရန်တူကြတဲ့နိုင်ငံနာနေမိတ်ချင်းတိဆက်ပြီးတော့နည်းနည်းတမိုင်းเจ้าမကောင်းခဲ့တဲ့နိုင်ငံသူတို့ချင်းချင်းတဲ့ဘူးကရန်ခက်တာအခုကဒီလိုစစ်ဖြစ်လာတော့သူတို့နိုင်ငံကတခါတည်းမဟာမိတ်ကြီးဖြစ်နေဆိုတော့ပညာရှင်တွေကဘာပြောလာလဲဆိုတော့ရုရှားနဲ့တရုတ်တာနော်သူတို့ကပေါင်းဖော်ပြီးတော့မှဒီလိုတကယ်လောက်လာပြီဆိုရင် အမေရိကန်ကကျွန်တော်တို့မရှင်နိုင်တော့ဘူးအမေရိကန် စီရေရစီးပွားရေရမရှင်းနိုင်တော့ဘာလို့ဆိုကဘာပေါ်မှာရေနံနဲ့ရွှေတွေအများဆုံးတင်ထားတာရုရှားတွေတေးုပ်တွေနောက်ပြီးတော့ဘရာဇီးဒါတွေကအခုမှဟာမိတ်ဖြစ်လာတယ် BRIC နိုင်ငံဆိုတာကတောင်အာဖရိကရုရှားတေဒေါ်လာကိုမတုံးတော့ဘူးလေဘာလို့ဆိုဒေါ်လာကရွှေလဲပဲဘာမှသူတို့အယံဝင်နဲ့ထောက်ပံ့ထားတာမဟုတ်ဘူးအစိုးရကလည်းနှုတ်အဖြစ်အာမခံဂတိပေးထားပြီးတော့မှလူတိုင်းကကဘာမှာဒါဒေါ်လာကိုတင်ထားကြတာဒါပေမဲ့ဒေါ်လာကအခု အစိုးရကအယမ်းကိုထုတ်လာတဲ့အတွက်ကြောင့်ဒေါ်လာဈေးတွေကျလာတာသူများနိုင်ငံမှာဒေါ်လာကိုတင်ထားတဲ့အစိုးရတွေကအယမ်းနဲ့တာဒါကြောင့်မို့ဒေါ်လာကိုယုံကြည်မှုအားနည်းလာပြီးတော့အခုဘာကိုသွားပြီးတော့သူတို့မြင်လာလဲဆိုတော့ brick ဆိုတဲ့ငွေကြေးစနစ်ကို brick ဆိုတာကကဘာမှာရေနံနဲ့ရွှေနဲ့တဘာဝတွင်းထွက်80ရာခိုင်နှုန်းလောက်ပိုင်တဲ့နိုင်ငံ၅ခုကနဲ့တည်ဆောက်ထားတာတောင်အာဖရိကနော်ဘရာဇီးရုရှားတရုတ်ပြီးရင်နောက်တနိုင်ငံကျန်နေတယ် ဒီငါးနိုင်ငံရဲ့ငွေကြေးစနစ်ကအခုအရန်ကိုအာမခံချက်ဖြစ်လာနောက်ဆိုရင်တော့ရေနာရောင်းဝယ်တို့ဒေါ်လာနဲ့မလုပ်တော့ဘူးတခြားတခြားငွေတွေနဲ့လုပ်လာဆိုတော့အဲ့ဒီလိုဖြစ်လာရင်အမေရိကန်ရဲ့ပါဝါကမဖြစ်လာမယ်ဆိုကြလာအဲ့လိုဖြစ်လာရင်အမေရိကန်လည်းအငြင်းနေမှာမဟုတ်သူကလည်းကမ္ဘာမှာကြီးစိုးဖို့အတွက်ခုတော်မှတေယုတ်ကမျိုးမျိုးချင်းချောက်ရုရှားကိုမျိုးမျိုးချင်းချောက်နဲ့ပြန်လာပေးနေတာဟုတ်တယ်မလားရုရှားကလည်းယူကရိန်းကိုတင်ပြီးတော့ဒါ အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတိတ်မထီမှန်းတိတော့တေယုတ်ကလည်းထိုင်ဝမ်ကိုတိတ်မှုလုပ်နေပြီကွာတိတ်မကြဘူးထိုင်ဝမ်ကိုတေယုတ်ကတိတ်လာလိမ့်မယ်လို့လူတိုင်းယူဆကြတယ်အဲ့ဒီလိုတိတ်လာရင်လည်းပဲတကယ်လို့အမေရိကန်စစ်တပ်နဲ့အရမကူပဲနဲ့လူချင်းသွားပြီးတော့မှစစ်တပ်ချင်းသွားပြီးတော့ကူမယ်ဆိုရင်တော့ကမ္ဘာစစ်ဖြစ်နိုင်တယ်ထိုင်ဝမ်ကိုသူတို့တိတ်ရတဲ့အကြောင်းရင်းကနံပါတ်၁ကတေယုတ်နိုင်ငံပိုင်ဖြစ်တယ်သူကတမိုင်းချောင်းထဲမှာတေယုတ်အစိုးရကိုပုံကံပြီးထွက်သွားတဲ့လူအားလုံးကထိုင်ဝမ်ထဲမှာသွားပြီးအခြေချသွားတယ် အခြေချပြီးတော့အစိုးရတည်ထောင်ပြီးတော့မှသူတို့ကငါတို့ကထိုင်ဝမ်နိုင်ငံပါဆိုပြီးသူတို့ကြော်ညာလိုက်အဲ့တော့အမေရိကန်ကဘာလို့လဲဆိုတော့တေးအိုမကြိုက်တာနဲ့သူကထိုင်ဝမ်အစိုးရကိုအတိမပြပြီးတော့ UN ထဲမှာထည့်ဖို့လုပ်ပလိုက်တကယ်တော့တမိုင်းကြောင့်အရထိုင်ဝမ်ကတေးအိုပိုင်တာပါပဲဒါဘာနဲ့တူလဲဆိုတော့ကျူဘာကအာခွဲထွက်ပြီးတော့မှလှုပ်လာတဲ့အခါဟိုတခြားတခြားနိုင်ငံတွေကကျူဘာကိုထောက်ခံတယ်လို့ပေါ့အမေရိကန်ကိုမကြိုက်တဲ့နိုင်ငံကကျူဘာကိုထောက်ခံအခုကအမေရိကန်ကလည်းတရုတ်ကိုမကြိုက်တဲ့ခါကျတော့ထိုင်ဝမ်ထောက်ခံဟုတ်တယ်မလား အဲ့တော့ထိုင်ဝမ်ကဘာဖြစ်လာလဲဆိုတော့ကဘာမှာသူကအရန်ကိုအရေးကြီးတဲ့နိုင်ငံတစ်ခုဖြစ်လာအမေရိကန်အတွက်ကအဓိကတော့နေရာဆိုတာတက်ဘာဖြစ်လာလဲဆိုတော့ထိုင်ဝမ်မှာချက်ပြားတယ်ကဘာပေါ်မှာ90ရာခိုင်နှုန်းကထိုင်ဝမ်ထုတ်အခုအမေရိကန်မှာတုံးနေတဲ့စစ်လက်နက်တွေကွန်ပျူတာတွေနီးစနစ်တွေ drone တွေအမေရိကန်နဲ့တုံးတဲ့နျူကလ িয়ার လက်နက်တွေမှာတုံးတဲ့ဟာကားတွေမှာထည့်တဲ့ဟာချက်ပြားကဘာဝနာနိုချစ်ဆိုတာဒီဆန်ချင်းမြင်တစ်ခုလောက်ပဲရှိနေ အဲ့ဒါလောက်တင်းငယ်တဲ့ချစ်ပြားတွေကိုထိုင်ဝမ်ကပဲထုတ်နိုင်တယ်90ရာခိုင်နှုန်းဒုတိယက6% 6ရာခိုင်နှုန်းပဲထုတ်တာက Samsung နဲ့ဒါပေမဲ့90ရာခိုင်နှုန်းလောက်ရထိုင်ဝမ်ကထုတ်တဲ့အတွက်ထိုင်ဝမ်ကိုတရုတ်တင်သွားရင်ကမ္ဘာစစ်ပွဲကိုတရုတ်ပိုင်သွားပြီဘာလို့ဆစ်လက်နဲ့အားလုံး AI နီးပညာအားလုံးကိုဘယ်သူကပိုင်မလဲဆိုတော့တရုတ်ကပိုင်သွားမှာအဲ့ဒီလိုပိုင်သွားရင် American ထက် तू ကကမ္ဘာမှာ super power ဖြစ်သွားအဲ့ဒါကိုကြောက်တဲ့အတွက်ကြောင့် American ကလည်းပဲဒါ လုံးဝမသိမ့်နိုင်မှုအတွက်သူအမျိုးမျိုးချိန်ချောက်ထိုင်ဝမ်ကိုသူကောက်ွယ်မရမကောက်ွယ်ဘူးဆိုရင်အဲ့ဒီကနီးပညာချစ်ပြားတွေက TSMC လို့ခေါ်တာဒီထိုင်ဝမ်ရဲ့ semiconductor ထုတ်လုပ်တဲ့ကုမ္ပဏီပေါ့ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမထုတ်နိုင်ဘူးထိုင်ဝမ်ကပဲထုတ်တယ်ဘာဖြစ်လို့အဲ့လိုဖြစ်လာလဲဆိုတော့လွန်ခဲ့တဲ့နှစ်20 30လောက်ကတည်းကနဲ့အမေရိကကစီးပွားရန်ကောင်းလာပြီးတော့ Silicon Valley မှာနီးပညာတွေတက်လာတဲ့အခါအမေရိကမှာလုံသားအင်အားအရန်စေးကြီးတဲ့အတွက်အ ဲ့ဒီကနီးပညာကိုသူက American investor တွေကဒီမှာမထုတ်ဖဲနဲ့ထိုင်ဝမ်မှာကုမ္ပဏီတွားထောင်ပြီးလုတ်ပလိုက်တော့အဲ့ဒီချိန်တုန်းကထိုင်ဝမ်မှာတကက်ပညာရှင်တွေကအစိုးရနဲ့ပေါင်းပြီးတော့မှဒီ American investment ကိုလက်ခံလိုက်ဆိုတော့သူတို့မှာနှစ်40 50အတွေ့အကြုံရှိသွား American တော့မှအခုဒီ semiconductor တောင်ထုတ်မယ်ဆိုချက်ချင်းမလုပ်နိုင်နီးပညာမရှိဘူးသူစီကဒါကြောင့်မို့ထိုင်ဝမ်ကအရေးကြီးတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းကအခုစစ်ဘေးဖြစ်လာမဲ့လက္ခဏာအရေးအယောင်တန်းနေတာက တခြားမဟုတ်ဘူးကဘာမှာအကြီးမားဆုံးစူပါပါဝါဘယ်သူဖြစ်လာမလဲဆိုတော့နေရာလူလာပြီတရုတ်နဲ့အမေရိကန်နေရာလူလာပြီဒါတရုတ်ကလည်းအရင်လွန်ခဲ့တဲ့20 30ကတရုတ်မဟုတ်တော့အခု21ရာစုတရုတ်သူတို့ရဲ့ရေတက်လေတက်စစ်တက်အင်အားနှီးပညာအင်အားအားလုံးကအမေရိကန်နဲ့အများကြီးသူတို့တုံးနိုင်တဲ့အင်အားလည်းပတ်စံကအရင်များလာကဘာမှာဒုတိယဖြစ်လာဆိုတော့ကျွန်တော်တို့ကဒီမှာငွေတွေ cash နဲ့လုပ်နေတာသူတို့စီမှာအကုန်လုံး ပတ်စံတွေက digital တွေဖြစ်ကုန်ပြီတရုတ်တွေကကျွန်တော်တို့ကဒီမှာ internet ကနော် 3G 4G ပြောနေတာသူတို့က 5G 6G လုပ်နေပြီပတ်စံပေးမဲ့အားလုံးတွေက QR code တွေနဲ့ပဲပေးတာနီးပညာကအမေရိကန်ထက်အများကြီးကျော်လွန်လာနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရဒါကြောင့်မဘာကိုပြောချင်လဲဆိုတော့အခုဒုတိယမင်းကိုလွတ်လိုက်ပြီဖေရ လွတ်လိုက်ပြီဆိုတော့အဲ့ဒီမင်းစီးထားတဲ့လူကဘာလို့လဲဆိုတော့လောကမှာရှိတဲ့နိုင်ငံကောင်းဆောင်အားလုံးတွေထဲမှာရှိတဲ့သဘောတူစာချုပ်ငြိမ်းချမ်းစာချုပ်ကိုရုပ်သိမ်းပါကြွာဒါကြောင့်မင်းမမြင်နိုင်ဘူးဝိညာဉ်လောကမှာအဲ့ဒီမင်းကိုလွတ်လိုက်ပြီဆိုကြတဲ့အနေတော့လားသဘောပေါက်ပဲကြွာဘာလို့လဲဆိုတော့အဲ့ဒီမင်းစီးတဲ့လူကတိုင်းနိုင်ငံအတီးတီးမှာတွားပြီးသဘောတူစာချုပ်ကိုဖျက်သိမ်းငြိမ်းချမ်းကိုချိုးပေါက်ပြီးတော့မှစစ်ဖြစ်တဲ့တတ်မှုဖြစ်တဲ့လူတတ်မှုဖြစ်တဲ့ပြီးအစိုးရအာဏာသိမ်းမှုဖြစ်လာဒါတွေကဘာလဲဆိုတော့ချက်ချင်းရုပ်တရက်ဖြစ်လာတာအလကားမဟုတ်ဘူး ဒီမင်းကိုဆီလွတ်လိုက်ပြီးပြီဒါကြောင့်မို့ကျွန်တော်ဗာလဲဒုတိယကပ်ဘေးကြီးဒုတိယနမိတ်လက္ခဏာဗျာဒိတ်ထဲကမင်းနေကိုလွတ်လိုက်ပြီနောက်ဘာဖြစ်လာဖို့ရှိမလဲဆိုတော့ကဘာမှာကြီးမားတဲ့စစ်ပွဲတွေပဲဖြစ်လာတော့ခုဒီနမိတ်လေးမျိုးကဘေးဒဏ်ကြီးကာလအထဲမှာဖြစ်မယ်လို့သူနော်ဒီလိုယူယူဆကြယုံကြည်တယ်ဒါပေမဲ့တချို့ scholar တွေကြတော့ဒီနမိတ်ကြီး၄ပါးကအခုဖြစ်နေပြီတဲ့ အခုလက်ရှိကျွန်တော်တို့တွေ့ကြုံနေပြီ။ဘာလို့ဒီနမိတ်လေးခုကဘေးဒဏ်ကြီးမတိုင်ခင်မှာဖခါကပြမဲ့နမိတ်လက္ခဏာဖြစ်တယ်ဆိုမှအခုဖြစ်နေပြီဆိုပြီးတော့ဒါကိုချိန်ထိုးပြီးတော့ပေါ့ဗျ။တချို့ scholar တွေကြတော့ဒီနမိတ်ကြီးလေးပါးကဘေးဒဏ်ကြီးကာလရဲ့အလဲမှာပေါ့ပြောမယ်ဆိုရင် mid tribulation လို့ခေါ်တယ် mid tribulation ဆိုတာဘေးဒဏ်ကြီးကာလအလဲ၃နှစ်ခွဲမှပဲဒီဟာကိုကြုံမယ်လို့ဒီလိုပေါ်ပြတယ်အဲ့တော့ pre tribulation ဘေးဒဏ်ကြီးမတိုင်ခင်ဒါမှမဟုတ်ရင် mid tribulation ဘေးဒဏ်ကြီးအလယ်မှာဖြစ်မယ်ပေါ့အဲ့ဒီထဲမှာမှခုနကတချို့အနေငယ်တော့ scholar တွေကြတော့ဒီအကြောင်းအရာကအရင်နော်ဒုတိယကဘာစစ်ကနေစဖြစ်နေတာအခုထိပဲတောက်လျှောက်ဖြစ်နေတယ်လို့ပြောတယ်အဲ့တော့အတိအကျအချိန်ကာလကိုကြည့်မယ်ဆိုရင်တော့ဒါပြောရခက်ပါတယ်ဒါပေမဲ့တေချာတာက ဘေးရန်ကြီးကာလဖြစ်လာမဲ့အချိန်မှာနော်ဒီလိုကြီးမားတဲ့ဒုက္ခဆင်းရဲခြင်းမတိုင်ခင်မှာခရစ်တော်ကပြောပြောလဲဆိုတော့ဒီနမိတ်လက္ခဏာတွေဖြစ်လာမယ်ဒီလိုပြက်တနာတွေကျုံလာမယ်နော်လောကကြီးမှာခက်ခဲတဲ့နေ့ကာလရောက်လာလိမ့်မယ်ကပ်ဘေးကြီးတွေတခါမှမကြုံဘူးတဲ့ငလင်လှုပ်ခြင်းအစာခေါင်းပါခြင်းကာလနာမြပြခြင်းတွေလာမယ်ဆိုတော့မတ်သဲ24ထဲမှာဖော်ပြထားတယ်အဲ့တော့ ီနေ့ကျွန်တော်တို့တွေ့ကြုံနေတဲ့ဟာကိုအခုဒီမင်းစီးတဲ့နော်မင်းအယောင်၄မျိုးအားဖြင့်နှုတ်ကပတ်တော်မှာယူပါယုံကိုတွေ့ပြီးတော့ဘုရားသခင်ကဆေလွတ်လိုက်တဲ့ကပ်၄ပါးပေါ့ဒါနမိတ်ကြီး၄ခုကအခုတော်မှဖြစ်နေတယ်လို့ကျွန်တော်ယူဆရတော့တဲ့အထိနော်တော်တော်များများကအဲ့လိုခံကြတယ်